ကိုဝင်ဆောင်ပြီဆိုတာနဲ့လေ folic acid ကိုမဖြစ်မနေတောက်ရပါတယ် folic acid ဆိုတာကကျမတို့ရဲ့ခန္ဓာကိုယ်မှာဆဲအသစ်တွေကိုလုပ်ဖို့အတွက်လိုအပ်တဲ့ vitamin B9 folic form တခုဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျမတို့တွေကကိုယ်ဝင်ဆောင်တဲ့အခါမှာကလေးလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေလိုအပ်လာပြီလေဒါဆိုရင်ဒီကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အပံ့ပေးဖို့အတွက် folic acid ကမဖြစ်မနေတောက်ရမယ့် vitamin တခုပဲဖြစ်ပါတယ် တကယ်လို့သာ folic acid ကိုလုံလုံလောက်လောက်မရဘူးဆိုရင်ကလေးငယ်လေးမှာအုံနှောင်းနဲ့ပင်မအာယုံကြောကြီးဖွံ့ဖြိုးတဲ့နေရာမှာအနာအရှက်ဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့မွေးတဲ့အခါမှာချို့ရင်းချက်တွေနဲ့ကလေးလေးကမွေးလာနိုင်ပါတယ်။ folic acid ကတရက်ကို400ကနေ800 microgram မှာနေတိုင်းတောက်သုံးပေးသင့်ပါတယ်။ဆရာဝန်တွေအများစု recommend လုပ်တာကတော့ကိုဝင်ရှိမှရေမဟုတ်ဘူးငါစပြီးတော့ပေါ့နော်ကိုဝင်ယူတော့မယ်ဆိုကြတဲ့က folic acid ကိုတောက်သုံးသင့်ပါတယ် folic acid တောက်သုံးရတာဘာမှခက်ခဲတာမဟုတ်ပါဘူးเนาะဒါပေမဲ့ကလေးလေးရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေအများကြီးကိုကာကွယ်နိုင်တယ်လို့မိခင်ကကလေးများပါကျန်းမာအဆင်ပြေစေမှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ဒေါက်တာ Grace ပါ